ခင်အားလုံးပဲမင်္ဂလာပါ Change Human Resource Development Center မှာပြန်လည်ကြိုဆိုပြေးလိုက်ပါတယ်ညတော့ကျွန်တော်ပြောစရာရှိကြရင်လည်းကိုပြောပြပေးကြရအောင်เนาะအဲ့တော့ညတော့ဗီဒီယိုပိုင်းတစ်ခုထပ်တက်လာကိုအောင်မင်းကိုအောင်မင်းနေပြီးတော့သွားပြီးတော့ဂလီကိစ္စသွားအမှချန်စီယိုခတ်နေရတွေ့တော့ ခြေပင်သာယာကိုတိုင်လက်ခံပြီးသားဗျအဲ့တော့ကျွန်တော်ကခြေပင်သာယာကိုတွားပြစ်ပြောလို့မရဘူးဗျဒီမှာကျွန်တော်အနေနဲ့စဉ်းစားရမှာအပြုသဘောဆောင်ပြီးစဉ်းစားရမှာအပိုင်းနှစ်ပိုင်းရှိတယ်နံပါတ်1အပိုင်းကဖွဲ့စည်းပုံအခြေခံဥပဒေနံပါတ်1အပိုင်းအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီလားမညီလား လုံတဲ့လားမလုံတဲ့လားဆိုတာကိုစဉ်းစားရမယ့်အပိုင်းဒုတိယအပိုင်းနှစ်ပိုင်းစဉ်းစားဟုတ်ပြီပဒီဘုတ်ချင်းရဲ့ဥပဒေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပုံမှန်361မှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ရဲ့နိုင်ငံသားအများစုကိုးကွယ်ရာဘာသာဖြစ်အတိမတ်ပြုလာတာဗုဒ္ဓဘာသာကိုအတိမတ်ပဲပြုလာတာနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းလာတာမဟုတ်361ပုံမှန်362မှာက အစ္စလာမ်ခရစ်ယာန်ဟိန္ဒူငကိုးပွယ်မှုဆိုတဲ့ဘာသာသာသနာအဖြစ်အတိမတ်ပြုတယ်ဆိုပြီးပြောထားတာပုံမှာပဲခွဲပေးထားတာအကုန်လုံးအကုန်လုံးကိုနိုင်ငံတော်မှာရှိတဲ့ဘာသာသာသနာဆိုပြီးတော့ပဲလက်ခံထားတာမြည်သည့်ဘာသာအောင်မှာနိုင်ငံတော်ဘာသာအဖြစ်လက်ခံထားတာမို့အဲ့ဒီကကြတော့ဗမာလည်းတစ်ချက်ပဲလူမျိုးကြလည်းတစ်ချက်ပဲသူတစ်ချက်ကိုတစ်ချက်အတူတူပဲဗျဒါဆိုရင်ဒီဗလီကိစ္စတိသူတို့ 快递包出去，屋里宝马都要超生呢呀。啊 <music>，过路路上啊，尤其是个个的地下排位过路搬家打那个，哎嘛，都超的，都超的，都 <noise> 超，都都超的，都叫外做比啊。啊，包嘛，现在是地下飞机吧，啊，都为下半月批发。伢讲我们路，都路快递包那里，这要为屋里内里，都路啊，少少少的，三没地下搞他，喏，把牛杂、阿子、牛杂、啥子皮。 ဒီကြာကဥပဒေနဲ့ညီတယ်ဒါဆိုဥပဒေနဲ့ညီလားမညီလားကြည့်တော့နံပါတ်1ဥပဒေနဲ့ညီဒါဆိုရင်ကျွန်တော်တို့ကဒုတိယစစ်ဖြစ်တယ်ဘာဖြစ်လို့ဒီကောင်တွေကိုဒီလိုပလီဆောက်ခွင့်ပေးရတာလဲဟာအဲ့မှာကျွန်တော်စစဉ်းစားပြီအဲ့မှာလူမျိုးရေးတွေဘာသာရေးတွေပါလာဘူးသူကဥပဒေရေးရတော့မှန်သွားပြီသူကအပြစ်အပြစ်မရှိဘူးဒါပေမဲ့လူမျိုးရေးတွေဘာသာရေးတွေကြီးမယ်ဆိုရင်သူတို့မှအပြစ်ရှိတယ်အဲသူတို့ကျွန်တော်ကမကြည်လို့ရတာပေါ့ ဒါပေမဲ့အဲ့ဒါလည်းလုပ်လို့မရပါဘူး။ဘာဖြစ်လို့လဲဒီကိစ္စက2022 23ကဖြစ်စဉ်။ဒါကခင်ဗျားတို့ဗမာတွေစောက်သုံးမကြလို့ဖြစ်တာ။ကျော်လဲဗမာပဲကျော်လဲဗုဒ္ဓဘာသာပဲ။ခင်ဗျားတို့ဗမာတွေမစည်းလုံးလို့လေ။ခင်ဗျားတို့ဗမာတွေမစည်းလုံးလို့ကိုယ့်ကိုတန်ဖိုးမထားလို့သူများတွေအခွင့်အရေးယူသွားတာ။အဲ့တော့အဲ့ဒီလိုဖြေကြုံဖြစ်နေတဲ့အချိန်မှာဗမာတွေတောင်စီးမဲ့ကမ်းပဲဖြစ်ပြီးတော့ပြဿနာရှာနေတဲ့အချိန် လူမျိုးကြတွေပါထီကရုံပြစ်လာရင်ပုံပြီးခက်ခဲမယ်ထိ ंछ ောက်ရတာပူခက်ခဲသွားမယ်အဲ့ဒီကကျတော့လူမျိုးကြတွေကိုတစ်ဖက်လက်နဲ့ထိ ंछ ောက်ရတယ်နိမင်းတို့အေးစေးနေမင်းတို့တွေကိုအခုနေပြီးတော့မှဗလိမရှိသေးဘူးမလားဟုတ်ပြီတော့ဒီနေရာမှာမြို့ရဲ့အစွန်ဒီနေရာလေးမှာရောဗတိဆောက်ဆိုပြီးတော့ဒါကထိ ंछ ောက်တယ်နိပဲဒီတဲ့ကောင်းတယ်နိမရှိအဲ့ဒါကိုကျွန်တော်တို့က negative view ကနေတွားကြည့်ပြီးတော့အာဒါကြီးကမကောင်းပါဘူးဆိုပြီးတော့အပြစ်ပြောလို့မရအောင်အပြစ်ပြောခြင်းရင်သူတို့မလုပ်အောင် လောကထိန်းချောင်းရမခတ်အောင်အစတည်းကကျွန်တော်စဉ်းစားရမှာလက်စကအစိုးရအနေနဲ့အစတည်းကဒီလိုကိစ္စတွေမဖြစ်လာအောင်လို့မလုပ်အောင်လို့ကျွန်တော်ဘက်ကစီလုံးရမှာဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကပွဲပြဲသွားတာနွားကွင်ကြားဆွဲတဲ့အခြေအနေမဖြစ်အောင်ကိုကရောက်လိုက်ထိန်းချုပ်ထားတဲ့အခြေအနေတခုမှရှိရတဲ့အတွက်သူဒီလုတ်သိလုတ်ထိုက်လို့စောက်ခွပေးလိုက်တာတက်ဆန်ရမြေပြင်အချင်းကြီးရစောက်ခွပေးလိုက်တာသူ့အနေနဲ့လက်ဆက်ကဆိုရဲလုတ်လုတ်သိလုတ်ထိုက်လို့လုပ်ရတာမှန်တယ် ဒါပေမဲ့သတိထားမှာဥပဒေနဲ့ညီမညီဘူးပဲသတိထားတော့ဥပဒေနဲ့ညီစံညီတဲ့ဥပဒေထဲမှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်းပြောထားပြီးသားပဲ၃ချောင်းတင်မှာဗုဒ္ဓဘာသာ၃ချောင်းတင်မှာတခြားဘာသာတွေ၃ချောင်းတို့၃ချောင်းတွေ၃ချောင်းတွေဖတ်ကြည့်လိုက်ပါနော်အကောလောကဒန်းလူညီပြပါပဲနော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းရေးထားပြီးသားလောကပါလာတရား၃ပါးလို့ပြောတာလေတရားမျှတခြင်းလွတ်လပ်ခြင်းညီမျှခြင်းနော် justice ဖြစ်ရမယ် freedom ဖြစ်ရမယ် equality တဲ့လောကဘာလာတရားသုံးပါတယ်ပြောထားတယ်ဟိုအခန်းတင်မှာအခြေခံမှုပုံမှန်6ပါလဲပြောထားပြီလားခင်ဗျားတို့အာဖြစ်သစိရှိရင်ခင်ဗျားတို့ပြဿနာရှာဖို့မစဉ်းစားနဲ့ဒီကိုနေဖြစ်အောင်လုပ်ဖို့မစဉ်းစားနဲ့နော်ချင်းချင်းထိန်းကြောင်းဘောကိုစီးလို့အောင်လို့ဟုတ်ပြီလားမကိုအောင်မင်းကိုယ်တိုင်သွားပြီးတော့ရိုက်ပြပေးပြီးပါပြီချန်စီယုတ်ခတ်နေပြီအဲ့တော့၈ရလား၉ရလားမသိဘူးဒါရှိပြီအခုစပြီးချန်စီယုတ်ခတ်နေတာအဲ့တော့ဒါက အရင်တည်းကခင်ဗျားတို့မပေးရအောင်လို့ခင်ဗျားတို့ဘယ်မှာဒီစီးလို့ပါမှာအခုမှခင်ဗျားတို့ခင်ဗျားတို့ပြက်ခင်ဗျားတို့ပြက်ပြီးတော့မှခင်ဗျားတို့ဘယ်မှာဒီကိုယ်တိုင်ပြက်ပြီးတော့မှလုံသိလုံထိုက်တာတွေလုံပြီးရခါကြမှလက်လွန်ပါတယ်ကြက်တော်ပါတယ်လာလို့လို့တော့မရဘူးအခုချိန်မှာခင်ဗျားတို့ထားပြောခင်ဗျားတို့ဖမ်းပါပဲရှင်းတယ်နော်ဒါကဥပဒေနဲ့အညီလုပ်ထားတာ ပွဲစည်းဖို့အခြေခံဥပဒေနဲ့အညီ362မှာတခြားဘာသာတွေကိုအတိမဲ့ပြထားတဲ့အတွက် သူတို့ရဲ့တောင်းဆိုပိုင်ဝေးရှိတဲ့လုံလက်စားယောဂီကိုယ်ပိုင်ဝေးရှိလို့တောင်းဆိုကြတာဒီခင်ဗျားတို့တက်ပြောလို့ရှိရင်ခင်ဗျားတို့ဖမ်းပါကဲဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နားလည်မယ်ဖြစ်တယ်ကျွန်တော်ချိန်ကြော်လည်းဖြစ်ပါတယ်ထပ်ပြီးမရှင်းဘူးတော့ဟိုတယ်နေရာလဲတော့နိုင်ငံတော်ဘာသာဘုရားဘာသာကိုနိုင်ငံတော်ဘာသာပြထားတဲ့ပယ်ဖက်ထားတဲ့ကြောင်ပြောလို့ရတယ်တော့တောက်လျှောက်ရှင်းပြရတယ်တော့တေချာပြောထားတယ်တော့ထက်လာမမင်းနဲ့တော့ကြမ်းမပြေးတဲ့သူဆိုထက်လာမေးဟုတ်ပြီနော်ကြမ်းမပြေးဘူးတော့ကြမ်းမပြေးဘူးဆိုထက်လာမေး မင်းလည်းရိုးရနာမင်းတော့ကျွန်တော်မသိလို့ဘာလို့ရိုးရသားလာမင်းတော့ကြောင်တော်တော်ဆန်းဆန်းပြရတယ် ਨੇ ကိုလိုမဟုတ်ဘူးလားလို့ဒီလိုမဟုတ်ဘူးလားဟိုကမှန်တာမဟုတ်လားလာမမင်းနဲ့တော့ဂျင်းကျော်လင်းကစိတ်ရှိတယ်စိတ်ရှိတယ်ဒီစိတ်မရှိဘူးဆိုလို့ရှိရင်လည်းတနိုင်ငံလို့ပတ်ဆဲတာနော်ဂျင်းကျော်လင်းကအတိအောင်ကြိုးစားတော့ဂျင်းကျော်လင်းကြောင့်သိပြီးွားမှလေးလာပြီးမှအကောင့်ထဲမှာဝင်ပြီးကိုမန်းကိုရေးကြားတယ်နော်ဒါပဲပြောမယ်ဥပဒေနဲ့ညီဆောက်တာဖြစ်တယ် နေရကဝေရှုပ်ဖို့မစဉ်းစားနဲ့ management ကိုနားလည်အောင်ကြိုးစားဟုတ်ပြီလား manager လုပ်ဟူပြီလားကိုယ့်အိမ်မှာတော့ကိုစီမံခန့်ခွဲမှုတက်လို့လားတချို့အချိန်တွေမှာကိုယ့်သားနဲ့သူများသားနဲ့ရံဖြစ်ကိုယ့်သားရှုံးတာတော့တချို့အချိန်တွေမှာကိုကအရှုံးပေးရတယ်ကိုလည်းခံသေးတယ်ကိုလည်းအရှုံးပေးရသေးတယ်အဲ့လိုစီမံမှုတွေကသာရှိတယ်နားလည်လားအေးအဲ့ရတွေကသာနားလည်မှာနိုင်ငံခေါင်းဆောင်တွေလုပ်တဲ့အလုပ်တွေမှာလိုက်ပြီးဝေဖန်သုံးသပ်ညကလိုက်ပြီး negative view ကလိုက်ချင်းမလို့လေ ကိုကိုစီးလုံးအောင်လို့ကိုဘာသာကိုကိုယုံကြည်ကိုကွယ်ကိုဘာသာကိုကိုကာကွယ်ဆောက်ရှောက်ကိုကိုစီးလုံးအောင်လေကိုဘာသာတော့ကိုဘာမှမသိဘူးအခုသိလာမင်းတို့အခုမှမတလေးမှာအဲဒီထာပနာတဲ့ကြောက်တဲ့စိတ်နေရွှေတွေထာပနာတဲ့ထာပနာနဲ့ယူရချက်ပါတယ်မင်းတို့သိလားထာပနာတယ်ဆိုရင်ယူချက်သိလားထာပနာအမျိုးသားဘယ်နှမျိုးရှိလဲသိလားအဲ့ဒါရဆာမသိဘဲနဲ့ကိုဘာသာကြောင့်တော့ကိုမသိဘဲနဲ့ဟာဘာလို့လဲလူကြီးရေလုတ်တဲ့ကိစ္စလိုက်ဝင်ရှုပ်နေတာ အဲ့နောက်မေကွန်းတခုအဲ့ဌာပနာဆိုတဲ့သဘောတရားတွေဌာပနာအမျိုးသားဗနမျိုးရှိတဲ့အစားနောက်ဗီဒီယိုပတ်တခုမှာထပ်ပြီးတော့ဝင်မြပေးမယ်ဟုတ်ပြီလားကျေးဇူးပြုပြီးတော့ဒီဗီဒီယိုပတ်ကို share သွားကြကျွန်တော် TikTok မှာလည်းတင်မယ် YouTube မှာလည်းတင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာနေနေခေးလေးဖြစ်ကြပါစေ